ေကုံမေလျှောက်ခွင့်ပြုပါရှင်ဗျာအာဟွာတပီတော့မိမာကဟွာမကောင်းဆိုးဝါပေါ့နော်မကောင်းဆိုးဝါနဲ့ပတ်သက်ပြီးတော့ဟိုတိုင်းတစ်ပါးမှာလည်းမကောင်းဆိုးဝါဆိုတာရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာတပီတော့ဟာအဲ့ဒီတိုင်းတစ်ပါးရောက်နေတဲ့အချိန်ပေါ့ဒီဖျားစာဆိုတာတော့အမြတမ်းပေးဝေရတော့ဆိုလို့ရှင်ဒီတခြားတိုင်းတစ်ပါးမှာရှိတဲ့မကောင်းဆိုးဝါအတွက်ဒါကဟိုဟွာဘယ်လိုပြောမလဲဗျာထိရောက်ပါသလားရှင်ဗျာဒါကအမြဝေတိုင်းကြွတာမှမဟုတ်တာသူကတာဓုခေါ်ခြင်းနဲ့စိတ်ရှိပြီးတာဓုခေါ်မှကြွမှာလीအ ကိုမြဝေပြီမဲ့သူတို့တာလို့မခေါ်လဲဘာမှတတ်နိုင်အဲ့တော့ဟိုမကျွတ်မလွတ်တဲ့ပိတ်တာတွေဆိုတာနိုင်ငံတိုင်းမှာရှိတယ်ဒါပေမဲ့သူတို့ကဒီဘဝကနေတည်သွားတာမို့လို့ဒီဘဝကအယူဆတွေကသူတို့ရဲ့ပိတ်တာဘဝကြီးပါသွားတာခရစ်ယာန်တယောက်အနေနဲ့အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့တည်သွားမယ်ဆိုရင်အဲ့ခရစ်သူနောက်ဘဝမှာအဲ့ဒီအစွဲတွေကသူ့မှာပါသွားတယ်အဲ့တော့ဒီကုသိုလ်ကောင်းမှုတွေကိုသူတာဓုခေါ်ရကောင်းမယ်သူသိချင်မှလည်းသိမှာခေါ်ချင်မှလည်းခေါ်မှာ ဗုဒ္ဓဘာသာတရားအနေနဲ့သိသွားရင်တော့ဒါသူ့မှာဗုဒ္ဓဘာသာဘွားကကံနဲ့ကံအကျိုးကိုယုံကြည်တဲ့စိတ်ကလေးရှိနေတော့ဟောတာတာဓုခေါ်နေတာငါကျွတ်နိုင်တယ်ဆိုတဲ့စိတ်ကလေးသူ့မှာရှိတာပေါ့အဲ့တော့သူတာဓုခေါ်နိုင်တာပေါ့နော်အကြောင်းစလို့တာဓုခေါ်ရင်တော့ကျွတ်နိုင်တယ်တာဓုမခေါ်ရင်တော့မကျွတ်နိုင်ဘူးပေါ့နော်အဲအဲ့ဆိုရှင်ဖရားကဟိုတပည့်တော်တို့စီမှာအဲ့လိုပေါ့နော်ဖရားသာဆိုလို့ရှင်မခံနိုင်ဘူးပေါ့နော်အဲသူတို့ကရောတပည့်တော်တို့ဆူလိုက်တဲ့ဖရားသာကိုတပည့်တော်ကြား6လမ်းလို့တပည့်တော်ကကြောက်ပြီးတော့အဲ့ဒီဖရားသာကိုဆူလိုက်ရင်သူတို့ကြောက်လန့်နိုင်လားရှင်ဖရား ူကဒီလိုပါဘုရားရှင်ရဲ့ဒီဒီဂုံတတိပေါ့နော်ဂုံတတိရဲ့ကုသိုလ်ဆန်းရတတိရဲ့နောက်တစ်ခုကတော့နတ်တီပေါ့နော် နှကောင်းနှမြတ်တီကိုယ့်ရဲ့ဒီဘုရားစာတွေရုပ်ဖတ်တဲ့ဆဲတဲ့ခါမှာနှကောင်းနှမြတ်တီရဲ့ရောက်လာတယ်အဲနှကောင်းနှမြတ်လေးရဲ့တကိုးချိန်မာတွေကြောင့်မကောင်းဆိုးဝါးတွေကကိုယ်နားမှာမနေနိုင်တဲ့သဘောနော်အဲ့တော့ဘုရားရှင်ရဲ့ဂုံဆန်းတတိလည်းပါတယ်နှကောင်းနှမြတ်တီရဲ့တကိုးတတိလည်းပါတယ်ဒါကြောင့်ဒီမိစ္ဆာတွေဒီနတ်တီလည်းအနားမှာမနေနိုင်ပါဘူးနော် ါသူတို့နားလဲခြင်းနားမလဲခြင်းနဲ့တော့မဆိုင်ဆိုင်ပါအောင်ဂုံသက်တည်နေဆိုင်ပါတော့ဒီမှာဟုတ်ဟိုမှာလေးဦးဇင်းတို့ပါလဲမစ္စာဗျာလက်တကရှိတာပဲလေဟိုကလေးလေးနှစ်ယောက်နော်ဟိုတယောက်ကမိစ္ဆာဒိဋ္ဌိတယောက်ကဗုဒ္ဓဘာသာပဲလေစောကြကစားရင်းနဲ့ဟိုဗုဒ္ဓဘာသာကလေးလေးရစောတိုင်းစောတိုင်းသူနမောဗုဒ္ဓတာလို့သူမြင်နေဆိုတယ်လေသူနိုင်တယ်မစ္စာဒိဋ္ဌိကလေးလေးရမင်းဘာကာရာတွေညွတ်နေတာလဲပေါ့နော်ခဏခဏနိုင်နေတော့ငါဒီလိုဆိုဆိုညွတ်တယ်ဆိုသူငါလည်းသင်ပြီးဆိုသူလည်း ယုံကြည်လို့မဟုတ်ဘူးသူလည်းနမောဗုဒ္ဓတာရွတ်ရွတ်ပြီးသူအိတ်တာလေဒီနေ့သူတို့သာဖာနှစ်ယောက်မြို့ပြင်ထွက်ပြီးတော့ထင်းနေပါလေခွေကြတယ်နောက်မိုးချုပ်သွားတယ်အဖေကမြို့ထဲကိုရောက်သွားတယ်သားလေးအပြင်မှာအိတ်ချန်ခဲ့တယ်နွားလဲအောင်မှာအေးအဲ့ဒီမှာညဘက်ကျတော့ဘလူးတရေတွေအစာချာထွက်လာတော့ကလေးလေးကိုတွေ့တော့ဘလူးတကောင်ကဖန်ဆားမယ်လှုပ်တာပဲနိဘလူးကဆိုတော့ဖန်ဆားမယ်လှုပ်တော့ခြေတော့ကိုလန့်ဆွဲလိုက်တယ်ခြေတော့ကိုလွန်းစိလန့်ဆွဲလိုက်တဲ့အခါကျတော့ကလေးလေးကလန့်ပြီးတော့ နမောဗုဒ္ဓတလို့ထအောင်လိုက်တယ်အကျင့်ပါနေတယ်။ဟောလိုက်တော့အဲ့ဒီနမောဗုဒ္ဓတဆိုတဲ့အဲ့ဒီဂုံတော်ရဲ့ဆွမ်းအားကြောင့်ဘလူးလွတ်ထွက်သွားတာပဲနိ။ဆိုတော့တော့ငယ်ချင်းဘလူးတွေကမင်းအဲ့ဒါကလေးလေးကိုပြင်မမိသွားပြီနော်။အဲ့ဒါကလေးလေးကိုမင်းပြန်ကူညီဆောက်ရှောက်ပေးရမယ်ဆိုပြီးတော့ငယ်ချင်းကအဲ့ဒီဘလူးကိုပြန်ပြောတော့အဲ့ဒီဘလူးကကလေးလေးကိုဆောက်ရှောက်ပေးတာပေါ့နော်။ဆိုတော့ကတိတိမတိတိဒါဘုရားရဲ့ဂုံတော်ဆွမ်းအားဆိုတာရှိတယ်လို့ပြောပြတာနော်။